အလုံးစုံမိတ်ဆွေများမင်္ဂလာပါခင်ဗျဆရာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံလို့ဘေးပြရာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်းအဲ16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်းကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားတော့နဲ့ဆွဲဟောကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီလိုက်လေးကိုရှယ်တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလို့ရောက်ရှောကြပါလိမ့်မယ် ကဲတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းဒုက္ခနာပြုသားလိုက်ပါတယ်တနင်္လာသာသမီမိတ်ဆွေတွေ2025ခုနှစ်16ရက်ကနေ23ရက်နေ့ဒီတပတ်စာခံကြမှာကိုဟောပြပေးမှာဖြစ်ပါတယ်တနင်္လာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာအဲ ငွေကြေးနဲ့ပတ်သက်ပြီးတော့အလုံးရင်းဝင်လာရင်ကောင်းမှာပဲငွေကြေးနဲ့ပတ်သက်ထီဖောက်ရင်ကောင်းမှာပဲဆိုတဲ့ကောင်းတဲ့အတွေးခေါ်လေးစဉ်းစားနေရင်မိတ်ဆွေတို့စဉ်းစားနေတဲ့အတွေးခေါ်လေးရောကောင်းတဲ့ပေါ်ပြီးတော့ထီကန်ဆန်းလိုက်တာမျိုးငွေကြေးနဲ့ပတ်သက်လို့ရှိရင်မိမိတို့အနေနဲ့ဖြစ်ချင်တဲ့စံထားတွေဟာဒီကြတဲ့ကျင်းတိကိုဖြစ်လာမဲ့ကာလဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်တယ်။ လူငယ်များအနေနဲ့ဆိုရင်တော့အရှိရင်းနဲ့ပတ်သက်ပြီးတော့ငွေအကြီးဟုတ်လားအရှိရင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ဖြစ်လို့ရောအရာတွေကိုပြန်အကြံစီမံသမ ्या ကိုအဲရည်မှန်းချက်မှန်သမ ्या ကိုဖွင့်ပြောပြောဆိုလိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့အပတ်တာကလာအပိုင်ရှားဖြစ်ပါတယ်အဲရည်စားမရှိသူတွေချစ်သူရည်စားမရှိသူတွေမိမိချစ်တော်မြတ်နိုးတော်သူကိုဘာကြောင့်တုံဆိုင်တွေ့ဝင်နေမှာလဲဖွင့်ပြောပြောဆိုလိုက်ပါအရှိရင်းနဲ့ပတ်သက်ရင်အစီအပြီးအောင်မြင်သွားမှာအတိအကျပဲဖြစ်တယ်အဲကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်အဲ ယင်တို့စက်ပစ္စည်းတို့နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့မိတ်ဆွေတို့ကိုဂယုဆိုင်တတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်။ရှည်လက်အင်ကထိခိုက်ခြင်းမျိုးတွေချနာခြင်းမျိုးတွေကြုံရတတ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့နော်ဟိုကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါငဘဝယောဂဟောင်းယောဂအခန့်ရှိတဲ့မိတ်ဆွေများကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပြီးတော့အဲကျန်းမာရေးညံ့တာမျိုးတွေကြုံရတတ်တယ်။ဖြစ်နိုင်ရင် နာရီတို့ဆေးရုံတို့တရင်မီတာတို့လူနာမီတာတို့ဖြစ်နိုင်ရင်သွားမလောက်တာကောင်းပါတယ်အဲအပူတော့ကတွေနဲ့ကူးဆက်တာမျိုးတွေဖြစ်ရတတ်တော့အဖတ်တာဖြစ်တဲ့အတွက်သတိထားစင်ရန်လိုအပ်ပါတယ်အလောက်ကအလောက်ကိုင်းနဲ့ပတ်သက်ရင်တော့ခြေတိုးဆောင်ရလှုပ်ဆောင်မှာခြေတိုးလှုပ်ဆောင်တဲ့အောင်မြင်တိုးတက်မဲ့အပတ်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့နဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိသားစုမိတ်ဆွေအရင်အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီကိုရယူပြီးတော့ခြေတိုးဆောင်ရတိုးချဲ့လှုပ်ဆောင်ရင် ရှိနေတယ်လို့တို့ချက်လှုပ်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေရရှိမယ့်အပတ်တာဖြစ်တယ်။လုပ်ငန်းတဲ့အလုပ်တွေစတင်လှုပ်ဆောင်ရတော့လည်းကောင်းမွန်သောကာလဖြစ်ပါတယ်။ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့ယာဓုတိုးဖို့အတွက်တော့အားနည်းနေတဲ့အတွက်ယာဓုမတိုးနိုင်ပါဘူး။ယာဓုတိုးဖို့ထက်လက်ရှိရှိနေတဲ့လို့ကိုအကောင်းဆုံးလှုပ်ဆောင်တာပုံမူကောင်းမွန်သောကာလဖြစ်ပါတယ်။လုပ်ငန်းအလုံးနဲ့ပတ်သက်လာလို့ရှိရင်လုပ်ငန်းပြောင်းဖို့လုပ်ငန်းရွှေ့ဖို့စဉ်းစားနေတဲ့မိတ်ဆွေများလုပ်ငန်းပြောင်းရွှေ့လှုပ်ဆောင်တာဟာအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်။ခရီးသွားကိစ္စလေးတွေမှာတတိထားဆင်ခြင်ရန်လိုအပ်ပါတယ်။ပြီးတော့ခရီးသွားနဲ့ပတ်သက်တာတွေ Passport ဗီဇာလုပ်ငန်းအနေနဲ့ပတ်သက်တာတွေမှာ မိတ်ဆွေတို့ဒီဘက်မှာဂယူးဂယူးဆိုင်တတိထားဆင်ကျင်ပြီးလိုအပ်ပါတယ်ငွေကြီးနဲ့ပတ်သက်လို့လူလိန်ခံရတာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ခီးထွက်ခါမှာစိတ်တိုင်းမကြတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားပါ online social media နဲ့ပတ်သက်ပြီးတော့ငွေကြီးရှိတာငှားတာမျိုးတွေမှာတတိထားဆင်ကျင်ရလိုအပ်ပြီးတော့မကောင်းတဲ့အတတ်ပညာဆွမ်းတော့လို့မကောင်းတဲ့အရာလေးတွေလူလိန်တာမျိုးလေးတွေအဆရှိတာမျိုးလေးတွေနဲ့ကြုံရတတ်တဲ့အတွက်ကြောင့်တတိထားဆင်ကျင်ပါအထူးသဖြင့်ဒီနေရာမှာမှာကျင်တာတင်းလာတဲ့မိတ်ဆွေများကိုအရှိရင်းနဲ့ပတ်သက်ရင် လက်တွေ့ကြကြရှစ်ပါဘာလို့တချို့ကဆိုရှယ်မီဒီယာအွန်လိုင်းမှာသွားပြီးတော့ရည်စားထားတယ်ဒီရတာတဲ့အခါအလိန်ခံရတာမျိုးချိန်ချောက်ခံရတာမျိုးတွေကြုံရတဲ့အတွက်တော့တတိထားစင်ကြီးရန်လိုအပ်သောပတ္တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ သာသမီနဲ့ပတ်သက်ပြီးတော့ငကူကပြောလို့ဆိုလို့မကောင်းတဲ့သာသမီတွေမှာပြောလို့ဆိုလို့ကောင်းလာတာမျိုးပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတာမျိုးတွေကြုံရတတ်တယ်အစမှာတော့နင်းငယ်လေးခက်ခဲမလို့နဲ့စိတ်ချမ်းသာမှုတွေပညာရေးနဲ့ပတ်သက်ရှေ့တူဆောင်ရလှုပ်ဆောင်ရအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်တဲ့နော်ပြပတို့ပညာရေးတို့နဲ့ပတ်သက်လာတဲ့အခါမှာခྱི་ထွက်တာမျိုးတွေပြည်တွင်းနဲ့ပတ်သက်ပြီးတော့လည်းရှေ့တူဆောင်ရလှုပ်ဆောင်တာမျိုးတွေကအားသာတိုးတက်ပြီးတော့ကောင်းမှန်ပါတယ်လူထင်ကြီးခံရတတ်တော့ကာလဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်တော့အပတ် ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ဆရာသမားအကြီးအကဲတွေနာကနေပြီးတော့အကျံစီကူညီကိုရယူပါတဲ့ပြီးတဲ့အခါအသက်ကြီးသူမိဘအမေတွေကိုကုသိုလ်မလင်းမိပြီဟုတ်ကျေးဇူးတင်ပါတယ်ဟိုစွန့်နာလိုအသက်ကြီးသူမိဘအမေအမတွေကိုငွေကြေးကန်ဟုတ်လားစွန့်နာလိုကိုစတိပေးရင်းနဲ့မိတ်ဆွေရဲ့ကန်ဟာတိုးတက်ကန်ကောင်းနိုင်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာနော် အဲ့ထူးသဖြင့်ဒီကာလမျိုးမှာကန်ဆန်းလို့ကောင်းသောကာလဖြစ်တယ်။ရှေ့ဘက်မှာညံခဲ့တဲ့တနင်္လာသားသမီးမိတ်ဆွေတွေလက်ရှိမှာဘာလို့ဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တဲ့အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်ဆိုလို့ရှိရင်တော့ဘာကြောင့်မှတွေ့ဝေတုံဆိုင်မှုနေနဲ့အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်တိုးတက်နိုင်သောကာလဖြစ်တယ်။အကြံစီမံမဲ့ကိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်။ငဘုကသားသမီးနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်။ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက် ်ယာတို့မတိုးနိုင်ဘူးယာတို့မတတ်နိုင်ဘူးမျော်လင့်နေတာမျိုးထက်လက်တွေ့ကြကြလောက်ဆောင်တာပုံမို့ပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိဟာဖြစ်ချင်တဲ့ဆန္ဒတွေမြင်ရနေတာမျိုးမိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိကအဲ စရလိုပေါ့စိတ်တိုင်းမကြနေတာမျိုးကြီးဖြစ်တတ်တယ်စိတ်လေးလိုချင်တဲ့စိတ်ကလေးဖြစ်ချင်တဲ့စိတ်ကလေးကိုနည်းနည်းလေးချော့ပေးပါရတယ်เนาะအဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးကြီးကြုံရတတ်တော့အပ္ပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခံကောင်းနေဆိုတော့ညာ ငွေရှိတာငားတာလေးတွေမှာတော့တတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ်တဲ့เนาะဒါပြီးတော့အခါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဲဆွေမကင်းမျိုးမကင်းလေးတွေနဲ့ပတ်သက်ပြီးတဲ့အခါမှာစကားများရတာမျိုးလေးတွေအရှိတင်ပြဿနာဖြစ်ရတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတက်ထားမိတ်ဆွေအဟောင်းတွေကိုအဲဆွနာလို့ပေါ့တိုင်ပင်လှုပ်ဆောင်တာပုံမကောင်းမအားတာပြီးတော့တိုးတက်နိုင်ပါတယ်အကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ မိတ်ဆွေတို့နဲ့6ကဏ္ဍဟာမိတ်ဆွေတို့6ကဏ္ဍ9ကဏ္ဍဟာအကျိုးပေးကံကောင်းစီပြီးအကျိုးပေးသောအရာဟာတောင်ဆူဆူအရာဖြစ်ပါတယ်ခင်ဗျာတတိထားစင်ရရမယ့်အရာကတော့ မြောက်ဆူဆူရက်တွေကိုဖီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်သောကာလဖြစ်တယ်။အကျိုးပေးသောအရာအုံတွေနဲ့ဆိုရင်အဝါရောင်တို့ချက်သွေးရောင်တို့ဟာမိတ်ဆွေတို့ရဲ့ခံကိုတိုးတက်ကောင်းမွန်စေပြီးတော့အဆင်ပြေနိုင်ပြီးတဲ့အခါအရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါ18ရက်နေ့တို့19ရက်နေ့တို့မှာအရေးကြီးတဲ့ကိစ္စကိုလုပ်ဆောင်ပြောဆိုပါရတဲ့နော်။ဒါအပြင်23ရက်လေးတွေပါပြောဆိုဆောင်ရွက်တာမျိုးကမိတ်ဆွေတို့ရဲ့ခံကိုညံ့ပြီးတော့အားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျာ။ အဲလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်မိမိချစ်တော်မြတ်နိုးတော်သူကိုတွေးဝေတုံဆိုင်မနေပါနဲ့တဲ့เนาะအဲကြီးကြီးပြောဆိုလိုက်ပါတမီးကြီးများအနေနဲ့ကတော့ ခိတခဏကွဲကွာရတာမျိုးအဲလေတိုက်တိုင်းယူဆိုလို့တုံးနဲ့တူတယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်ရှင်းများကြောင်းနည်းနည်းလေးဟိုအဆက်အသွယ်ပြတ်တာမျိုးလေးတွေစိတ်အတ္တမကြလေးတွေဖြစ်ရတတ်ပါတယ်တဲ့နော်အရှိရင်နဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာအဲဆွမ်းရလို့ပေါ့ပြဿနာအရှိရင်အစ်စင်မပြေတာမျိုးလေးတွေကြောင့်လုပ်ငန်းမှာလာရောက်ပြီးတော့ထိခိုက်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောပတ်တာကာလအပိုင်ရှာဖြစ်ပါတယ်အဲခြုံငုံပြီးတုံးတက်ရရင်တနည်းလာတွေကဒီတပတ်တာတော့ဒီမှာကိုဟာကိုနေတာအကောင်စေတနာမပုံနဲ့စေတနာပုံရင်ဝေဒနာဖြစ်ရတတ်တယ်အတအားဖြင့် 40နဲ့4အထက်တင်းလာသားသမီးမိတ်ဆွေများအဖို့ကတော့ရှတောက်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုတတိထားစင်ကြင်မေးရလိုအပ်တော့ကလာဖြစ်ပါတယ်တဲ့နော်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလူကံပုံကိုယ်တွေဘာသာရေးဆိုင်တာတွေမှာပြောဆိုတဲ့အခါမှာဝေဖန်တာမျိုးဖြစ်နိုင်မလုံနဲ့တဲ့။ကံရဲ့ညံ့စီတဲ့။မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းဖွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိအိမ်မှာရှိတဲ့ကက်ကြီးတို့မဟုတ် ဓာလေးနဲ့တစ်ချောင်းနဲ့နော်အသုံးပြုနေတဲ့ဓာလေးတစ်ချောင်းသူမဟုတ်မိဖို့ကြောင့်ဒီမှာအသုံးပြုတဲ့ဓာသူမဟုတ်ကက်ကြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ရင်အယောင်းသွားအယောင်းထွက်သွားမှာအသေးချာပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာအဆက်ဆက်ရရအစဉ်ပြေစီပြီးတော့အောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိမိအိမ်အတွင်းမှာအိုးအဆုတ်တွေပလိုင်းအဆုတ်တွေ နော်ဒါပြင်အခွက်ဆုပ်တွေမစကောင်းတဲ့အရာလေးတွေရက်လွန်နေတော့တိတ်ကုန်နေတော့ပြက်ကြိန်အဟောင်းတွေစာချုပ်အဟောင်းတွေအမီးပေါက်နေတော့အင်ဂျီအဟောင်းတွေရှိလို့ရှိရင်စွန့်ပေးပါတယ်ဒါဆိုရင်မိတ်ဆွေတို့ပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရအောင်မြင်စင်ပြီးပါလိမ့်မယ်ငွေကြေးကံကောင်းစီရန်အတွက်တော့ယတိဥခဏီရဲ့ဒနာသိချီဆိုတော့ခါတာကိုရွတ်ဆိုခြင်းဖြင့်ကံကောင်းနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်စင်ပြီးတိုးတက်ကြပါစေအင်္ဂါသာသမီတွေလှည့်ဖို့ဆရာဆက်ခေါ်ပါမယ်အင်္ဂါသာသမီတွေပိုင်းဆရာကိုမှတ်မိကြပါအောင်ခင်ဗျ